ားလုံးပဲမင်္ဂလာပါမြန်မာကစားသမားတွေရှုံးလာရင်မဝေဖန်ရဘူးအားပေးရမယ်ဆိုတဲ့စကားသံတွေကစူပါရည်ချမ်းတွေကဆိုရင်တော့ဟုတ်ပါတယ်ကိုမကျွမ်းကျင်တဲ့ကစ်ပေါင်စင်နေပယ်ပွဲဥတော်မှာလက်ခံနိုင်တော့တဲ့အတိုင်းအတာတိစူပါရည်ချမ်းကလွတ်ပြတ်သွားပါတယ်တွဲဆိုင်ကိုက level ချင်းကွာနေတယ်ဆိုတာအားလုံးကလည်းပွဲမဆခင်ကလေးကတည်ပြီးသားပါ WBA အာရှချန်ပီယံဆန်ကတက်ကဘောက်ဆင်ကမ္ဘာအဆင့်15ဝင်ပြီးတဲ့သူဖြစ်ပါတယ်ဘောက်ဆင်မှာရှုံးပွဲမရှိမှတ်တမ်းပိုင်ရှင်လည်းဖြစ်ပါတယ် လက်သီးချက်တွေကစူပါရေကျန်းထက်ပုံမြန်ပြီးတော့အလုံးရေလည်းပို့ထွက်ပါတယ်ထိုးလိုက်ရင်လည်းထီထီမိမိနဲ့အလေလွှဲကိုမရှိပါဘူးဒါကိုတော့ရှာလေးထုတ်ပြသွားတဲ့စူပါရေကျန်းရဲ့အလိုလျောက်တုံ့ပြန်ပုံကသဘောကျเสียပါပထမအချိန်မှာစံကားတက်ကအဖက်ဖက်ကတာပါတယ်စူပါရေကျန်းကပေါင်းစင်းသမားစံကားတက်ကိုလက်သီးချင်းရှင်မထိုးပဲအောက်ခြေခတ်ချက်တွေနဲ့ကစားပါတယ်မြမဖိုက်တာတွေထဲမှာဖူဝါကိုကောင်းကောင်းကစားပြနိုင်တာစူပါရေကျန်းပဲရှိရလို့ဆိုချင်ရနိုင်ပါတယ် ရှေ့တိုးနောက်ဆုရွှေရှားမှုမြင်မြင်နဲ့ကစားနိုင်တာပါပြိုင်ဘက်ရင်တက်ကွင်းထဲမှာကြာကြာမနေပါဘူးဆန်ကားတက်ရင်အောက်ခြေခက်ချက်တွေကလည်းကောင်းပါလေစူပါရေချမ်းခြေကန်လို့ဟန်ချက်ပြတ်သွားရင်ဆန်ကားတက်ရဲ့ထောက်လက်တီးကဝင်ပါလေလက်တီးကမြန်လုံးတဲ့အတွက်ထီထီမိမိကိုထိပါလေပထမအချိန်မှာစူပါရေချမ်းမျက်နာရောနဘေးရောကလင်းရွတ်တွေအများကြီးထိခဲ့တာပါဒါပေမဲ့စူပါရေချမ်းရဲ့ဂိမ်းပလန်ကအလုံးဖြစ်သေးတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒုတိယအချိန်မှာတော့ စံငါတက်ကတိုက်စစ်ကိုစတင်လာပါတယ်။စူပါရီချန်းကိုကြောင်းပိတ်ပြီးအပိုင်ထိုးချင်တာပါ။လက်သီးချင်းရှင်ထိုးရင်စူပါရီချန်းကအလေလွင်များပါတယ်။စံငါတက်ကစူပါရီချန်းကိုဖွင့်ထိုးအောင်လဲပွဲကြိုကလေးကစကားခေါ်ထားခဲ့တာပါ။စံကတိရဲ့ညာဝိုက်ကြောင့်စူပါရေချမ်းဖင်ထိုင်လဲသွားပြီးအမှတ်စဉ်ရေခံလိုက်ရပါတယ်။အဲ့ဒီအချိန်သွေးပူသွားပုံရတဲ့စူပါရေချမ်းကစိုင်ထိုးပြိုင်ထိုးကိုလုပ်ပါတယ်။ပုံမှန်ဆိုရင်မူးနေတဲ့ဖိုက်တာကဖွင့်ထိုးမိရင်ပေါက်တာများပါတယ်။စူပါရေချမ်းကတော့လွတ်မြောက်နိုင်ခဲ့ပါတယ်။ ဒုတိယချီလဲစူပါရေချမ်းကနိုင်ခဲ့ပါတယ်။တတိယချီမှာတော့စူပါရေချမ်းပြန်သားလာပါတယ်။ဆန်ကားတစ်ကတက်လုံလဲကြလာပါတယ်။စူပါရေချမ်းရှေ့တိုးလာမှာကိုတိတိကြီးနဲ့ပတ်တရောင်နဲ့ရည်ရွယ်ချက်ရှိရှိရိုက်ခေတာကတော့ဘောင်ထဲကညစ်တယ်လို့ထင်ပါတယ်။တိုင်းကပြောလာရင်လဲပက်လက်တီလို့ဖြေရှင်းရုံပါပဲ။ပွဲအစမှာတော့ကလေးကစူပါရေချမ်းပြေးကန်တာကိုလက်နဲ့ဖမ်းလိုက်ပါသေးတယ်။ဒါတွေကတော့ပြောစရာကောင်းတဲ့ချက်တွေပါ။ပင်တိုင်းလဲသွားတဲ့အချိန်မှာလဲဒိုင်ကအမတ်စင်မီပဲလှုပ်ပေးလိုက်ပါသေးတယ်။စူပါရီချမ်းတော်ကတော့နင့်နာခဲ့ရတဲ့အခိုက်အတန့်တွေပါပဲ စူပါရေချမ်းရဲ့အမြင့်ကန်ချက်ကကောင်းပါတယ်။ဆန်ကတစ်ကလွတ်နေတဲ့ချိန်ထိသွားပြီးတော့ပါဝါတောင်းကြရင်ကြသွားနိုင်ပါတယ်။စူပါရေချမ်းကရှေ့ချီတွေမှာနေထားတာမို့တတိယချီမှာအလဲထိုးနိုင်ဖို့ကြိုးစားလာပါတယ်။ဒါပေမဲ့သူကိုယ်တိုင်ကလည်းရှေ့ချီတွေမှာခံထားရတာမို့ပါဝါကျလာခဲ့ပါတယ်။ထိုးချက်တွေထိပေမဲ့ပွဲသိမ့်နိုင်လောက်တဲ့အထိတော့မလုံလောက်သလိုလက်သီးတွေကလည်းနှေးလာပါတယ်။ပွဲပြီးသွားချိန်မှာတော့ကစားသမားနှစ်ဦးကဆက်ထိုးနေစေဖြစ်ပြီးအရှိန်မပြေကြသေးပါဘူး။ဒိုင်းနေအကုန်လုံးကဆန်းကားတစ်ကိုအနိုင်ပေးလိုက်တာဖြစ်ပါတယ်။ ဆန်းကားတက်ကလည်းတူနိုင်မယ်ဆိုတာအပိုင်တွက်ထားသလိုအလဲတောင်ထိုးချင်တာပါဒါပေမဲ့စူပါရေချမ်းကသူထင်တာထက်ပိုကောင်းနေပါလေမြန်မာပြည်သက်တွေကကိုဖိုက်တာရှုံးရင်အားမလို့အားမရနဲ့ဝေဖန်ကြတာများပါလေဒါကိုလူတိုင်းသိပါလေဒါပေမဲ့စူပါရေချမ်းရဲ့ပွဲကတော့ရှုံးမှကြိုးသိနေတာတောင်ကိုဖိုက်တာလုံပြသွားခဲ့တာတွေကလက်ခံပြီးလို့ရပါလေပုံမှုအောင်မြန်မာစီစူပါရေချမ်းကြီးအောက်မှာလေကွန်မန်လေးတွေရေးသွားခဲ့ပြီပါဦး